အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. 9ဖြစ်ပါတယ် America ရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့ American ဘ ਹੁ တရားရုံးကစစ်ဆေးကြနာပြီးနောက်ဆုံးတော့သမ္မတ Trump ရဲ့အစိုးရအမှုတန်းတွေတောင်းတဲ့ချီအလုပ်ဖြုတ်ပစ်တဲ့ကိစ္စကိုခွင့်ပြုလိုက်ပြီးဖြစ်ပါတယ်တဲ့င်းအပြည့်စုံကတော့ NPR သတင်းက April 8ရက်2025မှာ အမေရိကန်ဗဟိုတရားရုံးကိုဒီမိုကရက်အမတ်တွေရဲ့ထရမ့်ကို မလို့မုန်တီးသူတွေဟာသမ္မတထရမ့်ကဗဟိုအစိုးရဝန်ထမ်းတွေတောင်းနဲ့တိမ့်နဲ့ချီပြီးအလုပ်တွေဖြုတ်ပစ်နေတာကိုတရားစွဲဆိုတိုင်ကြားချက်ကိုကြားနာပြီးမှာတော့သမ္မတထရမ့်ဘက်ကအနိုင်ရသွားပြီးသူ့ရဲ့ Elon Musk ခေါင်းဆောင်နဲ့ Doge အဖွဲ့ကအစိုးရဝန်ထမ်းတွေကိုအလုပ်ဆက်ဖြုတ်နိုင်ရန်ခွင့်ပြုလိုက်ပြီးဖြစ်ပါတယ်ဘိုဒီအယုံရဲ့ဆုံးဖြတ်ချက်ကတော့တမရထရမ်ကအစိုးရဝန်ထမ်းတွေ တန်းနဲ့ချီပြီးတော့အလုတ်ကနေထုတ်ပဲပြစ်နေတာတရားဥပဒေအရတရားဝင်လားမဝင်လားဖြေကြားခြင်းမရှိပဲဒီမိုကရက်တွေနဲ့ NGO အဖွဲ့တွေဟာဗဟုအစိုးရဝန်ထမ်းများအပေါ်အလုတ်ဖြုတ်ခြင်းနဲ့ပတ်သက်၍တမရထရန့်ကိုတရားစွဲရန်တရားဝင်ရက်တီခွင့်မရှိဟုဆုံးဖြတ်လိုက်ပါတယ်ဗဟုတရားသူကြီး9ယောက်မှာကန့်ကွက်ကန့်ကွက်သူ2ယောက်ပဲရှိ၍တမရထရန့်အနိုင်ရသွားခြင်းဖြစ်ပြီးကန့်ကွက်သူတရားသူကြီး2ယောက်ဖြစ်တဲ့ဆိုနီယာနဲ့ ခီတန်ဂျီဘရောင်းတို့ဟာဆိုရင်တော့သမရထရမ့်အစိုးရဝန်ထမ်းတွေအပေါ်အလုပ်ဖြုတ်ပစ်တာတွေကိုမကြိုက်ပါဘူး။အင်ကနေ့ဧပြီလ10ရက်2025မှာအမိတ်ချမှတ်လိုက်တဲ့ဗဟိုတရားရုံးရဲ့ကျင်းမြောင်းသောစီရင်ချက်ဟာ NGO တွေနဲ့သာသက်ဆိုင်သော ကိစ္စသာဆုံးဖြတ်ချက်ချတာဖြစ်ပြီးအမှုတစ်ခုလုံးမပြည့်သေးကြောင်းမိသို့ပင်ရှိစေကမူ Trump နဲ့ Elon တို့ရဲ့ Doge အဖွဲ့ကြီးလုပ်ငန်းရှင်များကိုတော့မတားမြစ်ပဲခွင့်ပြုလိုက်ခြင်းပဲဖြစ်ပါတယ်။ ဒီတရားရုံးဆုံးဖြတ်ချက်ဟာ Trump အုပ်ချုပ်ရေးအဖွဲ့ရဲ့အောင်ပွဲတစ်ခုဖြစ်ပြီး အင်ပီရိုမှာအစိုးရအုပ်ချုပ်ရေးကိုပုံမအယုံစိုက်နိုင်ပြီး Federal Agency များအားတည်တည်တသာကြုံသွားစေရန်ဖြစ်ပါသည်။ယခုတရားရုံးဆုံးဖြတ်ချက်ကြောင့် February 1ရက်2025ကသမ္မတ Trump အမိန့်ပေးလက်မှတ်ရေးထိုးထားပြီး Federal Agency တွေကလောလောဆယ်ပူပူနွေးနွေးအလုပ်စခန့်ထားပြီးသာစံတက်ခန့်ကာလမှာရှိနေကြတဲ့ဝန်ထမ်းတင်များအားလုံး ပါဝင်သွားကြပြီးအဲ့ဒီအချက်ကိုကြည့်ရင်သမရထရန့်ရဲ့အစိုးရအလုပ်တွေမှာလူသစ်တွေကိုခန့်အပ်ဖို့တော့လောလောဆယ်လုံးဝမရှိသေးကြောင်းသိရပါတယ်။ Agency အသီးသီးမှနေ၍ဝန်ထမ်းတွေကိုအလုပ်ထုတ်ပစ်ခဲ့ပြီးနောက်နောက်ဆုံးတွင်တောင်းတဲ့ချီသော Federal ဝန်ထမ်းများအလုပ်ပြုတ်ခဲ့ပါတယ်။အဲ့ဒါကြောင့်လည်းလုံခြုံရေးများတမက Labor Union နဲ့ NGO ဝန်ထမ်းတွေက Trump အစိုးရနဲ့ Doge အဖွဲ့အားဘ ਹੁ တရားရုံးတို့တရားစွဲဆိုလိုက်ခြင်းပဲဖြစ်ပါတယ်။ ထို့ဆွဲဆိုချက်များဟာဆိုရင်တော့ Trump နဲ့ Doge အဖွဲ့ဟာ Federal ဝန်ထမ်းတွေကိုအလုံးမှထုတ်ပြန်ရန်အခွင့်အာဏာမရှိကြောင်းအစိုးရအဖွဲ့တွင်အလွန်တော်သောဝန်ထမ်းများကိုတရားမစီစစ်ပဲအလုံးမှထုတ်ပြစ်ခဲ့တာဖြစ်ကြောင်းဖြုတ်ပြစ်ခံရသောဝန်ထမ်းများကိုနစ်နာကြေးငွေတွေလည်းမပေးကြောင်းစသဖြင့်ရေးသားပြီးတိုင်ကြားခဲ့တာပဲဖြစ်ပါတယ်။သမရဟောင်းဘေးကလင်တန်လက်ထက်တွင်ခန့်အပ်ခဲ့တဲ့ San Francisco မြို့ဝတရားသူကြီး William ဟက်စကဲကတော့အလုံသမားတမကအဖွဲ့တွေဟာအမှုကိုတရားစွဲရန်တရားဝင်ယက်တီမှုမရှိကြောင်းအစိုးရထောက်ပံ့ခြင်းငွေတွေနဲ့ယက်တီနေကြသည့် NGO အဖွဲ့တွေဟာဆိုရင်လည်းအစိုးရရဲ့စွမ်းဆောင်ရည်အားနည်းတာကြောင့်အပြတ်သဘောဆောင်သောထိခိုက်မှုရှိသည်ဟုကောက်ချက်ချပါတယ်။အစိုးရရဲ့လူအရင်းမြစ်ဝါဒမူဝါဒများချမှတ်ရရင်အထောက်အကူပြုတဲ့ဝန်ထမ်းစီမံခန့်ခွဲမှုရုံးမှတာဝန်ထမ်းများဟာအစုလိုက်အပြုံလိုက်အလုံးမထုတ်ပြရန် အေဂျင်စီများအားအာဏာပေးနိုင်ခြင်းမရှိကြောင်းသက်ဆိုင်ရာဝန်ကြီးဌာနတွေကသာစုံဖြတ်ချက်ကိုချမှတ်နိုင်ကြောင်း NGO အဖွဲ့များကတောင်းဆိုခဲ့တယ်။ဒါပေမဲ့ Elon Musk ရဲ့ Doge အဖွဲ့ကတော့ American ဘို့အစိုးရအဖွဲ့ရဲ့အုပ်ချုပ်မှုဝန်ကြီးဌာနအားလုံးကိုအသေးစိတ်ဝင်ရောက်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့တဲ့အခါ American တနိုင်ငံလုံးမှာရောနိုင်ငံတကာမှာပါ America ကပါဆိုပြီးတော့နာမည်ပေါင်းစုံနဲ့နှစ်ပေါင်းများစွာရောက်ရှိနေတဲ့ ကြပြီးအလုတ်မဲမဲရရမရှိအလုတ်လုတ်เสียမလို့မလုတ်ကြပဲအမေရိကန်ပြည်သူတွေရဲ့ပေးထားတဲ့အခွန်တွေကိုလစာဖြင့်အလကားရယူနေကြပြီးကျွဲဝချမ်းသာနေကြသူတွေအစိုးရအရာရှိတယောက်သာဖြစ်ပြီးအဲ့ဒီဝင်ငွေနဲ့ဘာကြောင့်တန်းကျွဲတဲ့သေးတွေဖြစ်နေရတာလဲစသဖြင့်ခေစီတွင်ကြာစစ်စေးရာဟိုရောင်ရောင်ဒီရောင်ရောင်လုံနေတဲ့အစိုးရဝန်ထမ်းပေါင်းတိမ့်နဲ့ကြည်ပြီးတွေ့ရှိတို့အလုတ်တွေကိုချက်ချင်းရက်နာအလုတ်တွေကနေထုတ်ပစ်ခဲ့ပြီး အမေရိကန်ရဲ့ဘီလီယံနဲ့ချီတဲ့ဒေါ်လာတွေငွေတွေကိုပိတ်ဆို့နိုင်ခဲ့ပါတယ်။အဲဒါကြောင့်လဲအီလွန်ရဲ့ဒို့အဖွဲ့စစ်စစ်ဖော်ထုတ်နိုင်ခဲ့တဲ့လူများပြီးပွဲမစီဖြစ်နေတဲ့အစိုးရဖွဲ့စည်းပုံရဲ့ဗန်နာရေးယူဆိတ်မှုတွေရေကိုထရမ့်ကဘို့အစဘို့တရားရုံးကိုအသေးစိတ်ယူဆောင် တင်ပြနိုင်ခဲ့တာကြောင့်နောက်ဆုံးတော့ဘို့တရားသူကြီး9ယောက်မှာ9ယောက်ကတိမြင်သဘောပေါက်ပြီးထရမ့်အစိုးရကိုအနိုင်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်။ ဲ့ဒီအပြင် NGO အဖွဲ့အစည်းတွေအနေနဲ့နောက်ဆိုရင်အခုလိုအစိုးရအဖွဲ့တွေကိုတရားစွဲဆိုမှုတွေရုံးလို့တို့ယူဆောင်မလာရန်လဲအမိန့်ထုတ်ပြန်လိုက်ပါတယ်။အလားတူသမရထရန့်အပေါ်ဆွတ်ဆဲချက်များအမေရိကန်ရဲ့ပြည်နယ်၁၆ခုတွင် ရှိနေပြီးအမှုတွေကို အားလုံးဟာခိတ္တဆိုင်ငံထားပြီးဘ ਹੁ တရားရုံးရဲ့အဆုံးဖြတ်ချက်ကိုစောင့်နေကြကြောင်း Maryland ပြည်နယ်တရားသူကြီးမှနေ၍ MP ရဲ့တည်င်းဌာနကိုပြောသွားပါရစေ။ကျေးဇူးတင်ပါတယ်ခင်ဗျာဒီနေ့တည်င်းကတော့ဒီလောက်ပါပဲ။ နောက်နေ့တွေမှာလည်းအမေရိကရဲ့တည်င်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Permis USA News YouTube Channel လေးကိုတိုင်းနဲ့တက်ခဲ့ရင် Like and Subscribe လုပ်ပေးခဲ့သွားပါ So please take care of yourself and each other bye bye